င်္ဂလာပါကုတ်တန်ဒါစမှာကြိုဆိုပါရစေ။အခုဗီဒီယိုမှာပြောပြတော့မှာကတော့ Scratch Coding ရဲ့ game လေးတွေမှာ score ကိုဘယ်လိုထည့်ရမလဲ။အဲ့ဒါကိုပြောပြတော့မှာဖြစ်ပါတယ်။ score ဆိုတော့မြန်မာလိုဆိုရင်တော့အမှတ်ပေးစည်းမျဉ်းပေါ့နော်။အမှတ်လေးတွေတိုးလာတယ်၊ညော့သွားတယ်။အဲ့ဒါကိုအဲဘယ်လိုလုပ်ရမလဲဆိုတော့အဓိကပြောပြတော့မှာဖြစ်ပါတယ်။အဲ့တော့ကြည့်ရအောင်။ score တခုကိုလောက်တော့မှာဆိုရင်အရေးကြီးတာကဘာလဲဆိုတော့ variable ဆိုခေါ်ပါလေဒီ coding တွေမှာ programming language တွေမှာเนาะ variable ဆိုတာအရင်အရေးကြီးပါလေเนาะအဲ့ဒါကဘယ်မှာရှိလဲဆိုတော့အဲ့ဒီမှာเนาะဒါလေးအဲ့ဒီမှာ variables ဒီကနေပြီးတော့ make a variable ဆိုတာလေးကိုနှိပ်လိုက်ပါပြီးတော့ variables name ကို S C O R E score လို့နာမည်ပေးရနာမည်ပေးလိုက်ပါအဲဒီမှာ score ဆိုတဲ့ variable တခုเนาะတက်လာပါပြီပထမဗီဒီယိုမှာပြောပြသွားတဲ့ mouse လေးနှိပ်လိုက်ရင်ပျောက်သွားမှာပေါ့เนาะအဲ့ဒါလေးကို different sprite နောက်ဇက်ကောင်နောက်တစ်ခုလေးနဲ့เนาะအရေးဆုံးလုပ်ကြည့်အောင်အဲ့တော့ sprite edit ခေါ်မယ်ဆိုရင်ဒီမှာခေါ်ရပါမယ် okay အဲ့ဆိုဗာလေးကိုလုံးမလဲဆိုတော့ Okay ဒီ balloon လေးကိုလောအောင်နော်ဒီ balloon လေးကိုနှိပ်လိုက်ပါ when green flag click okay and then control forever if စမ်းစင်းနေတာတက်ချင်း mouse pointer ပြီး look stay up Pai. Then, wait one second. Show. Sure. Okay, Dr. Jiang. Okay. Okay, that's all, အခု variable score ဆိုတဲ့ variable လေးကိုเนาะဖန်တီးထားတယ် variable ဆိုတဲ့သဘောကခန်းနေသို့မဟုတ်စာတွေပေါ့เนาะ ABCD EFG အဲသို့မဟုတ်နာမည်တွေเนาะအဲ့ဒါတွေကိုတိမ့်ထားတာခဏခဏတိမ့်ထားတာပေါ့เนาะအဲ့ဒါတွေတိမ့်ထားတယ်ဥမာ score မှာ1ဖြစ်နေရင် okay နောက်ထပ်သူ့ကို2ပေါင်းလိုက်မယ်ဆိုရင်3ဖြစ်သွားအဲအဲ့3ကို score မှာတိမ့်ထားတယ်ပထမဆုံး1ကိုတိမ့်ထားတယ် အဲ့တော့2ပေါင်းလာရင်3ဖြစ်သွား3ကိုတင်ထားတယ်နောက်ထပ်2ပေါင်းမယ်နော်5ကိုတင်ထားတယ်နော်အဲ့လို variable variable ဆိုတော့အမျိုးမျိုးပြောင်းလဲပြောင်းလဲနိုင်စွမ်းရှိတော့ပေါ့နော်အမျိုးမျိုးပြောင်းလဲနိုင်တဲ့အဲနေရာလေးတစ်ခုပေါ့နော် variable ဆိုတော့ okay အဲ့တော့ကွန်ပျူတာထဲမှာကွန်ပျူတာရဲ့ memory ထဲမှာနော်အဲ့ဒါလေးကိုမှတ်ထားအခုအရင်ဆုံး score ကိုပထမဆုံးစပြီးတော့ green flag နဲ့တိုက်တဲ့ချိန်မှာရှိပြီးသား score တွေကိုအကုန်0လောက်ပြစ်မယ် စပဂိမ်းစမယ်ပေါ့နော်ဂိမ်းစတဲ့အချိန်မှာ set score to 0เนาะโอเคပထမဆုံးဂိမ်းစောနေဟလာ10ဖြစ်ဖြစ်မယ်အဲเนาะသူအမှတ်က12ဖြစ်ဖြစ်မယ်7ဖြစ်ဖြစ်မယ်โอเคဒါပေမဲ့ဂိမ်းစဖို့ green flag နှိပ်လိုက်ရင်သူဒီ0ပြန်ဖြစ်သွားမယ်ပေါ့နော်โอเคအဲ့လိုအနေအထားလေးပေါ့โอเคအဲ့ဒါလေးကိုလောက်ကြည့်အောင် search score to 0 ဲဒါဆိုရင် green flag နေလိုက်တာနဲ့0ဖြစ်သွားမယ်โอเค0ဖြစ်သွားမယ်โอเคတကယ်လို့များနော် touching mouse pointer ဆိုရင်နော် touching mouse pointer သူက hide မယ်နော် balloon လေးကပျောက်သွားမယ် balloon ကပျောက်သွားပြီးတော့တတ်မှတ်တိုးမယ်နော်အဲ့ဒါလေးလောက်ကြည့်အောင်โอเคအဲ့ကြတော့ change hide အောက်မှာ change ကိုထည့်လိုက်ပါ bin score Okay. Change score by 1. ဘာလဲဒီမှာနော် change score by 1 okay အဲ့တော့ if touching mouse pointer mouse pointer နဲ့ထိလိုက်ခြင်းဘောလုံးလေးက height ပျောက်သွားမယ်ပြီးတော့ score 1တက်လာမယ် okay 0ဖြစ်နေ1ဖြစ်သွားမယ်1ဖြစ်နေ2ဖြစ်သွားမယ်2ဖြစ်နေ3ဖြစ်သွားမယ်1စီပေါင်းသွားမယ်နော် and then wait 1 second you're sure show ပြီးရင် forever တဲ့ဟာကိုပြန်တက်မယ်နော်အပေါ်ပြန်တက်မယ် okay forever ဖြစ်တဲ့အတွက်ခဏခဏပြန်တက်နေမယ် if okay touchy mouse pointer ဒီက mouse pointer နဲ့ထိရဲ့အထိစောင့်မယ်နော်ပြီးရင် height ဖြစ်မယ် okay ပြီးရင် plus 1ပေါ့နော်1ပေါင်းပေးသွားမယ် okay အတိုင်းလေးဖြစ်သွားမယ်ကဲအကြောကြည့်အောင် okay green flag နေလိုက်ပြီးထိလိုက်မယ်အဲ1 โอเคနှစ်ခါထိသွားလို့နောက်တစ်ခါအဟမ်းဒီ3ဖြစ်သွားပြီနောက်တစ်ခါထိလိုက်မယ်ပျောက်သွားမယ်ခဏတူသွားမယ်โอเคနောက်တစ်ခါထိလိုက်မယ်ပျောက်သွားမယ်အဟမ်းခဏတူသွားမယ်5နောက်တစ်ခါထိလိုက်မယ်โอเค6โอเคကဲဒီတစ်ခါနော်ဟုတ်အယောင်လေးတစ်ခါတည်းပြောင်းကြည့်အောင်ဘယ်လိုပြောင်းမလဲအယောင်ပြောင်းတာဒီ looks တဲမှာရှိပါတယ် change မှာเนาะ change color effect okay ဒါလေးကိုဆွဲယူလိုက်မယ်ပြီးတော့တစ်ခါတည်းထိလိုက်တာနဲ့ mouse pointer နဲ့ထိလိုက်တာနဲ့မလုပ်မလဲ hide လုပ်မယ် score တက်သွားမယ် score 1ပေါင်းမယ် color change သွားမယ် okay ကြည့်အောင် gravel နဲ့လိုက်ပါ ဟန်ကာလာပြောင်းသွားပြီနော်โอเคစကောလက်တက်လာတယ်โอเคဒီမှာကြည့်အောင်โอเคအစပြန်စားမယ် green flag နေလိုက်မယ် score 0ဖြစ်သွားမယ်โอเคကဲပထမဆုံး mouse pointer နဲ့ထိလိုက်မယ်ပြောက်သွားပြီတမတ်တက်လာပြီ နှမဖြစ်သွားပြီအယောင်ပြောင်းသွားပြီဟာဟုတ်ပြီအယောင်ပြောင်းတော့ရအမှတ်တိုးသွားမယ်โอเคဒါလေးကိုနားလည်မယ်လို့ပြုစားပါရစေသိချင်တာရှင် မေးချင်တာရှင် comment မှာမေးမြန်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်